ယ်မျိုးရှမ်းမလယ်စွဲရောက်ကမှရှိတဲ့ဆင်ရင်းမာရီယံမမဲတော်ခေါ်မမဖေအားကိုအော်တိုဘလ2ရက်နေ့ဒီကနေ့မနေ့ပိုင်းကစပြီးမျိုးရင်းလက်လက်အပူဇော်ခံနေကြပါဗါကိုဗစ်ကာလကလေးကရထားတဲ့ဖျားလက်ပွဲကိုမနစ်ကဆောက်ပြီးပြန်လည်ကျင်းပခဲ့ရပါဖျားလက်ပွဲမဆောက်မီပြုလုပ်တဲ့လေးခွင်ပွဲခေါ်လေးဖြစ်ပွဲကိုလည်းအရင်ကလိုမျိုးအင်းကြီးကမှတော့မလုပ်ပဲဖျားเจ้าမှာပဲအချင်းယုံပြုလုပ်ခဲ့တာကိုတွေ့ရပါတယ် မမဖရားလက်ပွဲဟာနှစ်ပေါင်းရာကျော်သက်တမ်းရှိရဲထဝယ်တီတောက်ရဲ့နမည်ကျော်ပွဲတော်တစ်ခုဖြစ်သလိုကွင်းလင်းရာတီရဲ့ဖွဲ့ဥထွက်ပွဲတော်လည်းဖြစ်ပါတယ်။ကိုဗစ်မတန်မီကမမဖရားပွဲကိုနှစ်စဉ်ဖရားကျောင်းမှာပွဲတော်ရဲ့ကိုရဲကျင်းပက10ရက်မြောက်နေ့လယ်ပိုင်းကစပြီးဖြုတ်ဖြည့်ရင်တွင်နဲ့အပြန်အဆန်ဖြုတ်ဖြည့်မှုတွေနဲ့အတူညလုံးပေါက်မြို့ရင်းလက်လယ်ပူဇော်ခဲ့ကြပါတယ်။ ဖျားနောက်လိုက်ရင်တန်းပရိသဝင်ကောင်းနဲ့ဖြုတ်ဖြင်းရင်လူမြများဆဆမပါပဲမနစ်ကလို့ရှေးပွိုင်ကောင်းဖျားလဲရင်အနှဲငယ်နဲ့မြို့ခန့်လူမှုကူညီရင်တချို့လောက်ပဲလှည့်လည်ရမှာပါဝင်တယ်လို့မြို့ခန့်တွေကပြောပါတယ်။အခုနဲ့မမဖျားပွဲကိုတော့ပါရာမီရွှေရီလို့ခေါ်တဲ့မင်းတော်တပါထက်တိုးလာတဲ့အတူနက်ခတ်ပြက်ကလေးအလိုရဖြစ်တာကြောင့်ဖျားเจ้าမှာတတင်းကျလဆန်တရက်နေ့ကနေ၁ရက်နေ့အထိ၁ရက်ပြုလုပ်ခဲ့ပြီး၁၇ရက်နေ့မြောက်မနစ်ပိုင်းကစပြီးမြို့ရင်းလှည့်လည်အပူဇော်ခံနေကြတာဖြစ်တယ်လို့ပွဲတော်ဖျက်မြေးတာဝန်ရှိသူတို့ကပြောပါတယ်။